မင်းလာပါရှင်11 news မှာကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့တေးသက်ရှင်မမအေးဆွေတည်မဲဖြစ်ပါရစေလွန်ခဲ့တဲ့1998ခုနှစ်ကမြန်မာနိုင်ငံကနေပြည်ပနိုင်ငံကိုထွက်ခွာခဲ့တဲ့တေးသက်ရှင်မမအေးဟာယနေ့ဒီဇင်ဘာလ9ရက်နေ့မှာမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပြီပဲဖြစ်ပါရစေအခုလိုမျိုးတေးသက်ရှင်မမအေးပြန်လည်ရောက်ရှိလာမှုနဲ့ပတ်သက်ပြီးကျမတို့11 news မှာအကြီးတန်းသတင်းတောက်တူကအခုလိုမျိုးသတင်းတွားရောက်ရယူထားပါတယ် အမေရိကန်နိုင်ငံမှာဆယ်စုနှစ်တစ်ခုကျော်တောင်းအောင်နေထိုင်ခဲ့တဲ့တေးသန့်ရှင်မမကြီးဟာဒီဇင်ဘာလ9ရက်နေ့နံနက်ပိုင်းမှာရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်ကိုပြန်လည်ရောက်ရှိလာတာပဲဖြစ်ပါတယ်။ တေးတန်ရှင်မမအေးဟာမြန်မာနိုင်ငံကနေဆယ်စုနှစ်တခုကြာမြှထွက်ခွာသွားခဲ့တာပဲဖြစ်ပါတယ်။ယခုနှစ်ပိုင်းအတွင်းမြန်မာနိုင်ငံကပြည်ဝင်ခွင့်ပိတ်ပင်ခံရသူများစီရင်ပဲဖြစ်ပြီးမှတေးတန်ရှင်မမအေးပါဝင်လာတဲ့အတွက်ကြောင့်ယခုလိုမျိုးပြန်လည်ရောက်ရှိလာခြင်းပဲဖြစ်ပါတယ်ရှင်။အခုလိုမျိုးတေးတန်ရှင်မမအေးပြန်လည်ရောက်ရှိလာမှုနဲ့ပတ်သက်ပြီးပြည်ရင်းမှာရှိတဲ့တေးတန်ရှင်တအူးနဲ့အစိုးရမမအေးရဲ့တမိဖြစ်သူတို့နဲ့လည်းယခုလိုပဲမြင်မြန်ထားပါတယ်ရှင်။ ။ရန်ဝင်သားတော့ဗော။ဒါလမ်းမှာသွားတယ်ဟိုကွာလေဒီနားမှာပထမတော့လေအဲတိတ်မခံစားဘူးလို့ထင်ရပေမဲ့ဒီလင်ကွင်းနဲ့နီးလာတော့ပိုပိုခံစားရတယ်။ညကလည်းအိတ်မပြောဘူးအစောကြီးပဲနိုးနေ။နှစ်နာရီခွဲတဲ့အထိနိုးတာအိတ်မပြောတော့ဘူးပြန်ပြီးတော့လေ။အညကလည်းဆယ်နှစ်နာရီလောက်မှအိတ်တာ။အခုပြန်လဲတွေ့ရမယ်ဆိုတော့ရန်ဝင်သားပါလေ။မမကလည်းအရန်ကိုကြိုးစိုးနေတာနဲ့အဲကျွန်တော်ကအကုန်လုံးမိတ်ဆွေတွေရော ပေါင်းသင်းတွေရောမန္လေး FM ရောတာဝန်ရှိတဲ့သူတွေရောအကုန်လုံးအစိုးရတွေလည်းပါလာတာပေါ့နော်အကုန်လုံးခေါ်လာပြီးတော့မမအောင်လာကြိုတာပေါ့နော်အခုလိုမျိုးမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့တေးသက်ရှင်မမအေးဟာ၎င်းရဲ့ပြည်သက်တွေနဲ့တွေ့ဆုံမဲ့ဖြောပြပွဲတစ်ခုကို2023ခုနှစ်ဇန်နဝါရီလပထမပတ်ထဲမှာကျင်းပဖို့စီစဉ်နေရလို့သိရပါဗျ။ဒီဖြောပြပွဲရဲ့လက်မှတ်လုံထားနဲ့ကျင်းပမဲ့နေရာအတိအကျကိုတော့မသိရှိရသေးပဲနောက်ပိုင်းမှာအသေးစိတ်ပြန်လည်ထုတ်ပြန်သွားမှာဖြစ်တယ်လို့သိရပါဗျရှင်။